တရုတ်စစ်တပ်ကထိုင်ဝမ်ကိုကန့်တက်သိမ်းပိုက်ရေးဝစ်ဆောင်ပြေအစမ်းလေးကျင်းမှုအနေနဲ့လျှို့ဝှက်သင်္ဘောတွေကိုအုံပြုလေးကျင်းခဲ့တဲ့ဂျိုရုဓာတ်ပုံမှတ်တမ်းတွေထွက်ပေါ်လာပါတယ်ဒီဒေးစ်တိုင်ကန့်တက်သိမ်းပိုက်မှု အစမ်းလေးကျင်းမှုကိုဩဂတ်စ်လ18ရက်ကကွမ်တုံပြည်နယ်ကကမ်းခြေတစ်ခုမှာကားများစွာတင်ဆောင်နိုင်တဲ့အရက်ဘတ်သုံးကရုသင်္ဘောဆက်နှစ်စီးကိုအုံပြုခဲ့ပြီးဒီထဲက6စီးဟာစစ်သားနဲ့စစ်သုံးရင်တွေကိုတည်ဆောင်ပြီး ကျန်း6စီးကပုံမှန်များပြလာတဲ့စစ်သားနဲ့လက်နက်ကြီးတွေတဲဆောင်ကကန်တက်လေ့ကျင့်ခန်းလှုပ်ဆောင်ခဲ့တာကိုဂျိုးရုတပ်ပုံတွေအရာသိရပါတယ်တရုတ်စစ်သင်္ဘောတွေဟာစစ်သည်2000တာတင်ဆောင်နိုင်ပြီးထိုင်ဝမ်ကျွန်းကို သိမ်းမဲ့ဆိုရင်လိုအပ်တဲ့စစ်သည်အင်အား3သိန်းအတွက်ခုလိုကရုတ်သင်္ဘော အကြီးစားတွေကိုအသုံးပြုရကညဘက်ကန်တက်လေ့ကျင့်မှုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ် ဒီသင်္ဘောတွေထဲမှာမီတာ60ရှိတဲ့ကုန်တင်သင်္ဘောလဲပါဝင်ပြီးစစ်တုံးရင်ပေါင်း20ဝန်းကျင်တင်ဆောင်လာတာကို တွေ့ရပါတယ်။ခုရက်ပိုင်းအတွင်းကမ္ဘာဒုတိယအကြီးဆုံးလေရင်တင်သင်္ဘောတစ်ဖူဂျီယန်ကိုရေးချပြီးတခြားလေရင်တင်သင်္ဘောနှစ်စီးနဲ့အတူတတ်တော်ဝင်ခဲ့တဲ့အတွက်တရုတ်သမ္မတရှီကျင်းဖင်ဟာသူ့သမ္မတတက်တန်းအတွင်းထိုင်ဝမ်ကိုသိမ်းပိုက်မဲ့အစီအစဉ်ကို2029နောက်ဆုံးထားအကောင့်ထယ်ဖော်လိုက်မယ်လို့စီးရဲကြံ့ကျင်သူတွေကသုံးသပ်နေကြပါတယ်။